သူတို့ဘာလို့လာလဲဆိုတဲ့ရည်ရွယ်ချက်ကလက်ထဲမှာတနက်ရှိရင်အာနာရှိရင်လှုပ်ချင်တိုင်းလှုပ်လို့ရပါလားဆိုတဲ့ကောင်နေလက်ထဲကိုဒီဟိုအတိုင်းပြီးရောက်သွားမှာဆိုလို့အဲ့ဒါကြောင့်တော်လိုက်တာဘယ် NLD မှမြောက်ပေးလို့ဘယ် CRPH မှမြောက်ပေးလို့ဘယ်ပါတီကမှမြောက်ပေးလို့နော်ဦးရီမွေတို့ဘသူတို့ဟိုဒေါက်တာဇော်ဝေဆိုးတို့ဘာလို့မြောက်ပြတာမဟုတ်ဘူးငါတို့ဘာသာငါတို့လူငယ်တွေလိုလိုလားလားနဲ့လာတာเนาะအဲ့ဒီအချိန်တော့ဆိုဘသူမှမရှိသေးဘူး CRPH တစ်ခုပဲပေါ်သေးတယ် ီလူတွေအခုရဲဘော်စစ်ကြောင်းတွေရဲဘော်ဖွဲ့စည်းတွေလုပ်တဲ့ကမ်းပိန်းတွေကြရင်ပါဝင်ဖို့လက်နေနေတယ်အဲဆယ်လီတွေဟုတ်လားအလိန်စားနေတဲ့ဟာတွေကြရင်သူတော့လှူကြတယ်သူတို့ကပြီးကြရင်ကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့တွေပြန်ပေးမသနာရည်သာလောက်ပေးတာပြီးတယ်သူတို့ကြောက်နေသူတို့လာပြီးဆိုရင်ဟုတ်တယ်ဘာကောင်တွေဘာကောင်မတွေမလဲမသိဘူး ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တင်လေးနည်းနည်းပြောမယ်ပြီးတော့ကျွန်တော်ဗီဒီယိုလေး reaction လုပ်ပေးမယ်ဆိုတော့ဒီဒီတစ်ခေါက်ကတော့ကျွန်တော်က video only reaction လုပ်ပေးနေတာပေါ့ဒါပေမဲ့တင်ထူးလေးတွေကနည်းနည်းရှိတော့မိသားစုတွေကိုကျွန်တော်ပြောပြအောင်မယ်ပြီးတော့ video တွေ reaction လုပ်ပေးမယ်ဆိုတော့ဟိုတင်လေးတွေကဒီကျွန်တော်တို့ trigan တိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ရှမ်းပြည်အရှေ့ပိုင်းမိုင်းပြည်မြို့နယ်ရဲ့ချင်းမြန်တိုင်ရင်အမှတ်9 2 8ကဘူကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနဒီမြဝင်းတို့က online မှာငွေစုတယ်ဆိုပြီးတော့မှ share ရှင်တွေကိုခေါ်တယ်အဲ့မှာ share ငွေ3000ကျော်လိမ်လည်ထားတဲ့အကြောင်းပေါ့နော်အဲ့ဒါကိုလိမ်ခံရတဲ့သူတွေကပြောတယ်ပေါ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီလက်ရှိသူတို့လင်မယားကလည်းဒါဒီဟာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဒီဒီ share ငွေတွေပေါ့တာဝန်မယူဘဲနဲ့စုကြီး share တွေပါဝင်တဲ့သူတွေကိုလာတောင်းရင်ဖမ်းမှာတို့အစာဖြောက်မှာတို့အဲ့ဒါတွေပြောတယ်ပေါ့3000ကျော်တောင်လိမ်သွားတယ်ပေါ့ဆိုတော့ဟိုလက်ရှိစစ်တပ်အုပ်ချုပ်တွေတဲ့ကာလမှာတော့ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ဥစ္စာမျိုးလေးကိုသိသိနေကြမလို့မိသားစုတွေကိုပြောပြတာပေါ့နော်ဆိုတော့ဒါကဘူကြီးပေါ့နော်အဲဒီကောင်လေးဒါဘူကြီးဆိုတဲ့ကောင်လေးတော်မှဒီလိုမျိုးအပုံစံမျိုးတွေနဲ့ဒါပြည်သူတွေကိုဒုက္ခပေးနေတယ်ပေါ့နော်ဒါပြောရရင်ဒါရှယ်ယာရှင်တွေဆိုတာလည်းမနဲ့ပြောရင်သူတို့ ਨੇ ဟိုဒိုးတူပေါင်းပဲလှုပ်လှုပ်ဖူးတဲ့သူတွေပါပဲတချိန်တော့ရင်းနှီးခဲ့တဲ့ဥစ္စာတွေကြီးပဲအခုနောက်ပိုင်းကျတော့မှဒီလိုမျိုးဖြစ်လာတော့မှသိရမလားဟာကျွန်တော်တို့မီဒီယာတွေတော်လိုင်းမီဒီယာတွေကိုခေါ်ပြီးတော့မှသူတို့တွေ ပြောကြဆိုကြသိရမလားစောက်တင်းနေတုံးကြပေါ့ဗျာဒီလိုမျိုးပေါ့နော်အဲ့တော့မင်းတို့ဘူကြီးဆိုတဲ့ဟာလေးလည်းဒီလိုဖြစ်နေတာပါဆိုတော့နောက်ထပ်သတင်းလေးကတော့ပါလဲဆိုတော့ဒီမကွေးကန့်ငောကတတိပုဂ္ဂလပြည်သူ့တော်အမှန်လောင်းနော်ဒီကောင်စစ်ဖို့ပြုတ်ပေါ့တန်ဝင်းအဲ့ကောင်ကကာလနာတိုင်းမိုးဝေးကြိုက်သွားတာတေသွားတာပေါ့ဗျာအဲ့တည်းကြောင့်မလို့ချက်ဖို့ပါတီအမှန်လောင်းပေါ့နော်အဲ့ဒီကောင်ကရှင်ပြိုင်ကြမလို့ပဲနဲ့အဲ့ဒီပြိုင်ပတ်မရှိအနိုင်ရသွားတယ်ပေါ့နော်ဒါကိုလည်းလက်ရှိဒါကျွန်တော်တို့မိသားစုတွေကိုသိအောင်လည်းပြောပြကြနေတာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာပြိုင်မှာနှစ်ယောက်ပဲရှိတယ်နှစ်ယောက်ကတယောက်ကစစ်တပ်ပြုတ်တဲ့ ကောင်းတယ်နောက်တစ်ယောက်ကကျတော့ကြက်ပြတ်ဖို့ကပြိုင်ပဲကောင်းအဲ့တော့ဘာဖြစ်လဲဆိုတော့အလကားနေနေကြက်ဖို့တော့ဝမ်းသာစရာဖြစ်သွားတာပေါ့နော်ကြက်ဖို့ပါတီတော့ဝမ်းသာစရာဖြစ်သွားတာပေါ့ဟိုတော့ဟိုကောင်ကလည်းကန်ဆိုးကျင်တော့သူ့အနေနဲ့သူသူ့ယောဂနဲ့သူရှောသွားတာပေါ့နော်ဒါလည်းလေသူကနှလုံးတို့သွေးတို့တို့ဈေးကြိုယောဂတွေခံပြီးတော့မှအဲ့ကောင်ကကျမကြီးဖောက်ပြန်ပြီးရှောသွားတာပေါ့အဲ့တော့ဒါကြက်ခံရေးအတွက်ကတော့ဒါဒီကောင်တွေအတွက်တော့တည်တင်းတည်တင်းကောင်းဖြစ်သွားတာပြိုင်စရာမလိုဘဲနဲ့နိုင်သွားတာပေါ့နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒီကျွန်တော်တို့ ဒီအလင်းဝင်လာတဲ့ဥစ္စာတွေလည်းရှိတယ်။ဘာလဲဆိုတော့ဒီမခွေးရေတကြိုအခြေဆိုင်ခလာယ196တရင်ကတသားဟိမ့်ထက်လေးပေါ့နော်။သူကသူ့ရဲ့လက်နက်တွေအပြင်ကင်းတောင်ဝင်ကြနေတဲ့တက်ချက်ကြီးရဲ့လက်နက်ဟိုကယူလာပြီးတော့မှလက်လက်နဲ့လက်နဲ့ရေတကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပတန်ကိုအလင်းဝင်လာတယ်ဗျာ။ဘယ်လောက်တော့လေးစားဖို့ကောင်းလဲဆိုတော့ကျစီသူကစစ်မှုထဲအပတ်စဉ်၃ပါပေါ့နော်။အဲသူရေတကြိုရောက်တာတနစ်ကြော်ပြီပေါ့။သူအစိုးရတဲ့ချိန်ထားတာတဲ့။ဒီနှစ်ဖက်လုံးဂျုံရေးကိုကြည့်ပြီးတော့မှသူကကျွန်တော်တို့ ဒီကိုရော်ရီကသွားခေါ်ခဲ့တာပေါ့လောလောဆယ်မှာသူ့ကိုအာစူချင်းဝင်390ချင်းမြင့်ထားတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒါဒီထက်မကတော့မှပို့ပြီးတော့မှချင်းမြင့်တက်ပါတယ်နော်။ဒါဒီကျွန်တော်တို့မကွေးရည်တဲ့ဂျိုမြို့နယ်အခြေစိုက်ခလိုက်ရ196တရင်ကတက်သားဟိန်ထက်လင်းလေးစားပါတယ်ညိုခီရေးလေးစားပါတယ်ဗျာ။နော်ဒီတင်လေးတွေကျွန်တော်ကပြောချင်တာပေါ့နော်။ဆိုတော့ဒီလက်ရှိအခြေအနေတခုမှလည်းဒါကျွန်တော်တို့တနင်္သာရီတိုင်းဘက်မှာလည်းကျွန်တော်တို့ညိုကိုရော်တွေပြန်လည်ပြီးတော့မှအားတာနေတော့မိသားစုတွေသိကြပါပါ။မောတော်မဲ့ချမ်းတို့ဘာလို့ဆိုရင်လဲဒါ ဟိုလေရင်ကြီးနဲ့စစ်ကိုလာပို့တိုင်းစစ်ကိုလာရတဲ့ကောင်တွေကဒီဘက်ကိုအလင်းပြန်လာဝင်တာပေါ့အဲ့ကွက်တွေရှိရပြာဆိုတော့ဒီတတင်းလေးနေတဲ့မိသားစုတွေကိုသိစေချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးဆုံးအမိသားစုတွေကိုကျွန်တော်ကကိုထုံးအောင်လင်းပေါ့နော်လူငယ်တွေဘာကြောင့်စစ်အာဏာရှင်ကိုတော်လှန်ကြတယ်လဲတော်လှန်ရေးလုပ်ကြတယ်လဲဒီကြောင်းအားလေးကိုကျွန်တော်တင်ဆက်ပေးလိုက်ရပါတယ်အားလုံးပဲတူတူကြည့်အောင်ပါဘာကြောင့်တော်လန်လဲဆိုတဲ့အရာကိုပြောပြမယ်เนาะအကုန်လုံးစိတ်ဝင်စားတဲ့အရာ လူငယ်တွေဘာကြောင့်တော်လန့်လဲကျွန်တော်စပြီးတော့တော်တွေကိုရောက်တဲ့ချိန်မှာ၃လပိုင်း၃လပိုင်းထဲမှာရောက်တယ်အဲ့ချိန်မှာတော်ထဲမှာလူငယ်တွေအများကြီးပဲအကောင်လုံးမှာ NRI ကိုချစ်တဲ့စိတ်တွေချန်ခိုင်ဖမျိုးကြီးကိုချစ်တဲ့စိတ်တွေစစ်တပ်ကိုချစ်တဲ့စိတ်တွေဆိုဘာဘာဘာမှအယောင်ကာလာမပါဘူးသိလားသူတို့ဘာလို့လာလဲဆိုရဲရွေချက်ကလက်ထဲမှာတနတ်ရှိရင်အာနာရှိရင်လှုပ်ချင်တိုင်းလှုပ်လို့ရပါလားဆိုတဲ့ကောင်းနေလက်ထဲကိုဒီ ဟိုဟာတိုင်းပြည်ရောက်သားမှာစိုးလို့အဲ့ဒါကြောင့်တော်လိုက်တာဘယ် NLD မှာမြောက်ပေးလို့ဘယ် CRPH မှာမြောက်ပေးလို့ဘယ်ပါတီမှာမြောက်ပေးလို့เนาะဥယီမွေတို့ဘသူတို့ဟိုဟာဒေါက်တာဇော်ဝေစိုးတို့ဘာလို့မြောက်ပေးတာမဟုတ်ဘူးငါတို့ဘာသာငါတို့လူငယ်တွေလိုလိုလားလားနဲ့လာတာเนาะအဲ့ဒီအချိန်တော့ဆိုဘသူမှမရှိသေးဘူး CRPH တစ်ခုပဲပေါ်သေးတယ်အဲ့တော့ဘာကြောင့်တော်လန်လဲဆိုရင်ဆွမ်းနာလူလက်ထဲမှာတနက်ရှိတယ်အာနာရှိတယ်ဆိုရင်ငါတို့လှုပ်ချင်တိုင်းလှုပ်မယ်ဆိုတဲ့အရာကိုငါတို့ကတော်လန်တာကွာတိလား အခုမင်းတို့လက်ထဲမှာအာနာရှိတယ်တနတ်တနတ်ရှိတယ်အခုဘာလုပ်လဲစစ်မှုထမ်းခေါ်တယ်တနိုင်ငံလုံးမှာရှိတဲ့မိဘတွေနော်မအေတွေနော်မိခင်တွေဖခင်တွေအငြိမ်မနေရဘူးဟိုတောင်ပြေးလိုက်မြောက်ပြေးလိုက်ရဟုတ်ပါမင်းတို့ကောင်းနေငါလုံးမသားတွေရက်ွက်လူကြီးတွေကနှိပ်ဆက်လိုက်နော်စစ်တပ်ကလာနှိပ်ဆက်လိုက်စစ်မှုထမ်းမပါဘူးတယောက်တသိန်းတသိန်းအေးလိုမျိုးတွေအဲ့ဒါကြောင့်တော်လန်တာတိလားအင်းမင်းတို့အကုန်တတ်မှာအမြင့်ဖြုံမှာ เนาะ NLD ဥမဆောင်လဲငါတို့ငါတို့ဒီတော်လိုင်းကြီးတက်ဥကငါတို့လူငယ်တွေပဲဆက်သွားမှာဆက်ပြီးချနေမှာအဲ့ဒါမင်းတို့မြဲမြဲမှတ်တာเนาะပြီးနောက်တစ်ခုကခြီးစားနေတယ်မအေလို့နလဘိန်းနေเนาะငါယုံ90ရလဲတိတ်အဆင်မပြေဘူးပါအင်းနောက်တစ်ခုခြီးစားနေတယ်မင်းတို့ကောင်နေအုံနောက်တွေမြဲမှတ်တာเนาะစက်တက်ကိုထောက်ခံနေတယ်မအေလို့မျိုးတွေငါတို့ကဘယ်သူမှဥမဆောင်လဲချမှာပဲငါတို့တော်ရဲရောက်တဲ့ချိန်မှာဘာဘာမှမပေါ်သေးဘူးဟုတ်ပါဟုတ်ပြီလားဘယ်သူမှမရောက်ပြီတဲ့ဘာညာမင်းတို့အဲ့ခြီးဆိုးထားတယ်အဲ့ အဲ့ဒါတွေပါတီချင်းတိုက်တဲ့ဟာတွေတိလားအနာတွေမရှိလည်းငါတို့ကဆက်ချမှာပဲဟောမင်းတို့ကောင်နေတော်တော်အကုသူများတဲ့ကောင်နေဟေးနောက်တစ်ခုတော့ဒီဖက်စစ်ရွေးကောက်ခြီးတွင်းရောက်အင်းမင်းတို့ခြီးရင်းတော့ရောက်မှာဘူးမမထောက်ခံဘူးမင်းတို့ကောင်းတယ်အတို့ရဲ့ရွေးကောက်ပွဲသည်ပြီးသွားပြီ2020တော့ပြီးသွားပြီတနိုင်ကန်လုံးတောင်းပြောင်းတောင်းတောင်းပြပြနဲ့เนาะမင်းတို့ကောင်းတယ် NLD ကြိုက်ခိုင်းရကောင်းတယ်ခေါင်းတော့မဖော်နိုင်ဘူးလေခြီးတော့မပေါက်နိုင်ဘူး ဘလောက်ထိလူများလဲလမ်းလမ်းနေပေါ်မှာထိမ့်မနိုင်သိမ့်မနိုင်ဖြစ်လို့တောင်မှစာထုတ်ပြီးတော့တောင်မှတော့ဒီလောက်ထောက်ခံမှုများလို့စာထုတ်ပြီးတော့တောင်မှပဲတားယူရတဲ့အထိထောက်ခံမှုများတာလေကွာနော်2020တုန်းကရွက်ကောက်ပွဲတီးပြီးသွားပြီနော်နောက်တစ်ခုအကုန်လုံးချိန်ရတဲ့လူတွေရောတာမဲ့အကုန်လုံးလူထုတွေရောရွက်ကောက်ပွဲကိုလုံးဝဆန့်ကျင်ရတဲ့နီးနဲ့ဆန့်ကျင်နော်ကျွန်တော်တို့ရွက်ကောက်ပွဲကပြီးသွားပြီ သမရသည်ဥဝင်းမြင့်ဖြစ်တယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်သည်အမေတော်ဆန်းစုကြည်ဖြစ်တယ်ရွေးကောက်ပွဲသည်ပြီးသွားပြီအဲ့ဒီတော့ကရွေးကောက်ပွဲเนาะဒီ result ကအခုဒီကုလသမဂ္ဂမှာရှိနေတော့မယ်เนาะအတူရောင်ရွေးကောက်ပွဲကိုရတဲ့နီးနဲ့စန့်ကျင်ကျွန်တော်ဒီနေ့ပြောချင်တာနှစ်ချက်ရှိတယ်လူငယ်တွေဘာကြောင့်တော်လန်လဲเนาะအဲ့ကောင်နေအခုဒီလိုစောက်ချိုးတွေချိုးမယ်ဆိုတော့တိလို့တော်လန်တာရှင်းရှင်းလေးပဲဘယ်သူမှမြောက်ပေးလို့မဟုတ်ဘူး နောက်တစ်ခုစစ်တက်အရန်ကောင်းတယ်ကွာဒေါန်ဆန်းသူကြီးတဲ့အရန်လှုပ်နိုင်တယ်ဆိုငါတို့ကဘာလို့တော်လန်ကြလို့မှာလဲမင်းတို့လူကိုလူလိုအုပ်ချုပ်เนาะအမေစုခေတ်ကစီတလီတာကို900ဆိုရင်မင်းတို့လက်ထက်မှာမင်းတို့လက်ထက်မှာ400နဲ့ရောင်းအောင်လို့ကုံသိန်းတို့နေမင်းတို့ရောင်းအောင်ထိန်းအခုကတိုင်းကြီးကဟိုတော့အပေါ်ကနေအောက်ကိုရောက်သွားပြီလုံးဝအဲ့ကြောင့်တော်လန်တာရှင်းလားမင်းတို့ဆောင်ရမ်းတော်နေတယ် NLD ထက်တော်နေတော့ငါတို့ကတော်လန်စရာဘာအကြောင်းပြချက်ရှိမှလဲကဲလူလူလူအုပ်ချုပ်တယ်ကွာ တော်ဆန်းစုကြည်ခစ်တဲ့အရန်ကောင်းနေငါတို့ကဘာကိုသွားပြီးတော့တော်လန်ပါလဲဘသူကဘသူကမှမတော်လန်ဘူးချင်းချင်းလေးပဲမင်းတို့လက်ထဲမှာအဲ့လိုအာနာရှိတယ်တနက်ရှိတယ်ဆိုလို့ရှိရင်လှုပ်ချင်နိုင်လှုပ်လို့ရတယ်ဆိုတော့အဲ့ဆောက်ဆောက်ဝါးတွေကိုငါတို့ကတော်လန်တာသိလားအဲ့ကြောင့်တော်လန်နေနောက်တစ်ခုကရွေးကောက်ပွဲကိုလုံးဝစန့်ကျင်နော်ဖက်စရွေးကောက်ချီးရင်းရောက်အေးမင်းအဲ့မှာစစ်တပ်ကိုထောက်ခံတယ်မေးလို့ဘောမနဲ့မင်းတို့ကောင်တွေလည်းမှတ်တာနော် သူများပြောတိုင်းကိုအဲ့မှာထမင်းလေးပါလေးပြောင်းစားအောင်သူများပြောတိုင်းစစ်ရုံးမနေနဲ့နော်ကိုမေကိုလိုးတွေမင်းတို့ကောင်းနေ2020တော့ကရွေးကောက်ပွဲကပြီးသွားပြီငါတို့ကတရားဝင်ဆိုးရရှိတယ်ပါလီမန်တက်မဲ့နေ့မှာမင်းတို့ကောင်းနေအာနာသိန်းတာနော်ဖေဖော်ဝါရီတရက်နေ့မှာအာနာသိန်းတာအဲ့တော့ပါလီမန်တက်မဲ့နေ့မှာမင်းတို့အာနာသိန်းနေအဲ့ဒါကတရားလုံးဝမဝင်ဘူးဆိုတော့2020မှာငါတို့ရဲ့အစိုးရတရက်ကရှိပြီးသားနော်မင်းတို့ကောင်းနေလည်းဘယ်ကောင်းမှအတိမပြပြနိုင်ဘူးအဲ့တော့ရားတဲ့နီးနဲ့ဖက်စစ်ရွေးကောက်ခြိတွင်းရောက် ရှားတဲ့နီးနဲ့ချရှားတဲ့နီးနဲ့တော့လဲအဓိကကလူကိုလူလိုမြင်ပြီးတော့လူလိုလူကိုလူလိုအုပ်ချုပ်တဲ့တကယ့်ကို develop ဖြစ်ပြီးတော့เนาะအရန်ကိုအဆအဆရရဒီကောင်းဝင်လာတဲ့အစိုးရတည့်ရဆိုဘယ်သူမှတော်လန်ကြအကြောင်းမရှိဟုတ်ပါဟုတ်ပါမင်းတို့လှုပ်တဲ့ရာမှာအကုန်လုံး down သွားတယ်တိလားတနေ့လူငယ်တွေကအဲ့ဒါကိုသိတယ်တနေ့ဒီလိုဖြစ်မယ်ဆိုတာကိုသိလို့မလို့ကိုတော့ဒီလိုမျိုးလက်နက်ကင်ပြီးတော့တော်လန်ခဲ့တာရှင်းလားอืม မင်းတို့ကောင်တွေကမရှင်းနှခါပြန်နားထောင်ဟုတ်ပါဘောမနေတဲ့အဲ့ချီးပြည့်နေတဲ့ကောင်တွေရောဟုတ်ဒီပဲဟုတ်တယ်နောက်ဆုံးစကားလေးရအသက်ဗာလဲဒီပဲရှင်းရှင်းလေးအဲ့တော့လူငယ်တွေကအာ NUG ကဘယ်လူကြီးကြောင်လို့ NUG ကြောင်လို့ဘာကြောင်လို့ညာကြောင်လို့မတို့တော်ရဲစဝင်နေချင်း NUG ဘာမှတော့မသိဘူး CRPH ပဲရှိသေးတယ်ဆိုဘာကြနာပါဆိုအဲ့လိုဝါရမိုင်းတိုက်နေတဲ့ကောင်တွေစောက်ပိုးတွေပဲဆိုတော့သိစေချင်လို့ဒီလို fire reaction လုပ်ပေးရဗျာတဲ့မလား လက်ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့အစိုးရဘက်မှလည်းတိပြီးသားပဲအားလုံးလည်းကျွန်တော်တို့မဲပေးခဲ့တယ်ဘယ်သူမဲပေးခဲ့တယ်အားလုံးအသိဆုံးရင်းထဲမှာပါရှိလေခင်ဗျားတို့သိကြမှာပဲအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီအဲ့ဒီရွေးကောက်ပွဲကိုလည်းဖျက်ပြီးသားလည်းဖြစ်မယ်သူတို့ကိုယ်တိုင်လည်းအာဏာရအာကျွန်တော်တို့ဟိုပါတီနဲ့ပေါင်းပြီးတော့မှဒီကောင်တွေတိုင်းပြည်ပေါ်လူပေါင်းဝမဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လည်းစန့်ကျင်တယ်လက်လက်လက်မခံဘူးအဲ့တော့မင်းတို့အဲ့တော့ငါတို့လက်မခံတဲ့အဥစ္စာနဲ့ပတ်သက်ပြီးတော့မှမင်းတို့တွေချက်ပြီးလုပ်မယ်ဆိုရင်တော့ မင်းတို့ဘဝမင်းတို့အကြောင်းပေါ့နော်ငါတို့ကတော့စန့်ကျင်နေရရှိရစန့်ကျင်နေဦးမှာပေါ့ဆိုငါတို့ငါတို့လက်ခံတဲ့အရာမဟုတ်ဘူးလေအဲ့တော့ရှင်းရှင်းလေးပဲဒါကလည်းဒါကဒီကျွန်တော်တို့ကိုထွန်းအောင်လင်းပေါ့နော်ဒါကိုထွန်းအောင်လင်းရဲ့လက်ရှိလူငယ်တွေဘာကြောင့်တော်လန့်တယ်လဲဒီဟာနဲ့အပြင်ကိုဒါကျွန်တော်တို့ဖတ်စစ်ရွေးကောက်ခွေးတစ်ပေါက်မဲမပေးနဲ့တဖိမဖို့အတွက်ကိုကိုထွန်းအောင်လင်းကပြောခဲ့တာဖြစ်ပါတယ်โอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီကျွန်တော်တို့ဒီထိုင်းရောက်အမေသားပေါ့နော်ဒါကိုဖိုးသေးက သူ့ပုံဝင်ချက်မှာရှိနေတယ်ဒီကျွန်တော်တို့စစ်ဘောမှာပေါ့နော်ကြက်ဖို့ကြက်ဖို့အားပေးတဲ့စစ်ဘောမှာတကောင်ဘယ်လိုမျိုးပညာသားပါပါစုံးမှာလဲဆိုတာကိုဒီ profile လေးကိုကျွန်တော်ကတင်ဆက်ပေးချင်တာပါကြည့်ကြည့်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာအင်းမှန်တာပြောလို့ရှိရင်တော့ဆက်ခံရတော့မယ်ဒါပေမဲ့ဆက်ခံလည်းမတတ်နိုင်ဘူးနည်းနည်းလေးအကလေးနည်းနည်းလေးပြန်ပြီးတော့စွပေးလိုက်အောင်မယ်ကျွန်တော်တော့မဟုတ်ပါဘူးဒီတလုံးမှလေတွတ်တွနေရတာ social media တွေပေါ်မှာ မင်းသားတွေမင်းသမီးတွေလေဒီ2000လာမယ့်ယူကောက်ပွဲကိုပေါ့နော်မဲပေးဖို့အတွက်ဆိုပြီးတော့ဟိုတင်းနေတာတွေ့ရတယ်မဲဆွဲနေတာစီးအောင်နေတာပေါ့နော်ကြင်ညာကြင်ညာနေတာတွေ့ရတယ်ဆိုတော့အဲ့ဒါကျွန်တော်ကကျွန်တော်ကမနိုင်ကဒီထန်းနိုင်ငံကစမုပကံမှစမုပကံအလုပ်ရုံတည်ရုံမှာလုပ်တယ်လေအဲ့တော့အဲ့ဒီအဲကျွန်တော်ပထမလောက်ခဲ့ဘူးတဲ့လောက်ယူမှာပေါ့နော် KNB ဆိုတဲ့ဒီ plastic တွေနဲ့အဲပြလို့ရှိလို့ရှိရင်စက်ကူတွေနဲ့ပေါ့နော်ပကံလေးတွေ ပြီးလို့ရှိရင်တောက်တောက်ရီကွက်ကလေးတွေထုတ်တဲ့အဆိုင်ရုံမှာလောက်ခဲ့ဘူးတယ်ပေါ့လောက်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒီမှာဦးလေးတယောက်နဲ့တိကက်ဘူးတယ်တိကက်ဘူးတော့သူကတစ်ခါတလေမှကျွန်တော်တို့ရှိကိုလာလောက်ရတာဗာကျွန်တော်တို့ရှိမှလူလိုမှသူကလာလောက်ရတယ်သူက line တနေရပါเนาะအဲ့တော့တနေ့တော့သူကလာပြီးတော့ကျွန်တော်တို့ရှိမှလာလောက်ရတယ်လာလောက်ရရင်ねအာစကားတွေလူမျိုးပြောရင်းနဲ့ပေါ့เนาะကိုလည်းဆက်မသိဘူးသူစကားစကားတွေပြောပြောနေဘယ်ရောက်လာလဲဆိုတော့အမေစုအကြောင်းရောက်သွားတာအမေစုအကြောင်းရောက်သွားတယ်သူကဘာပြောညာပြောနေအမေစုအကြောင်းရောက်တယ်ဆိုတော့လည်း ဒီလိုမျိုးကြီးအမေစုအကြောင်းကိုဟိုဒဂုဒကာကြီးဖွဲ့နှံပြောပြောတာမဟုတ်ဘူးကွာ။ तू ကဘာမပြောညာမပြောနဲ့အလွတ်လွတ်နေနေနဲ့။ကွာတဲ့။အဖွားကြီးသားတဲ့မဲမလင်ခဲ့ဘူးဆိုလို့ရှိရင်တို့နိုင်ငံအချင်းကြီးဒီလိုမျိုးရောက်မှာမဟုတ်ဘူးကွာတဲ့။ခက်တတိနဲ့ तू အဲ့လိုမျိုးထားပြီ။ကျွန်တော်လည်းကြောင်သွားတယ်ဟာ။အဲ့ဒီလူဘာလဲပေါ့အေးပေါ့ကိုလည်းဘာမှလည်းဟိုအဲ့အဲ့ဒီအကြောင်းတွေပြောတာလည်းမဟုတ်ဘူးအဲ့လိုမျိုးလာပြောတယ်အာကျွန်တော်လည်းနည်းစိတ်ချနေနေ ထင်းတယ်တင်းသွားတာပေါ့ပြောမယ်ဆိုတင်းသွားတာပေါ့အားနဲ့ပြောလဲအမေစုသားတဲ့ဟိုပါဦးအဖွားကြီးသားတဲ့လူမျိုးနဲ့မွေးရင်မလင်ငယ်ဘူးဆိုလို့ရှိရင်လည်းပဲတဲ့တို့နိုင်ငံချင်းလူမျိုးရောက်မှာမဟုတ်ကွာတဲ့ပြီးလို့ရှိရင်လည်းအညာသားတွေလည်းပဲတဲ့သူမိမတွေကို तू ပြန်ပြီးတော့တတ်မှာမဟုတ်ဘူးကွာတဲ့ तू ကဘာသတင်းတွေဘယ်လိုကြားပြီးတော့ဘယ်လိုပြောလဲတော့ကိုလည်းမသိဘူးအားနဲ့ကျွန်တော်လည်းပဲအားနဲ့သူ့ကိုတစ်ချက်ကြည့်လဲပြီးလဲပြီးတော့အေးဟုတ်ပြီလို့ဦးလေးအဲ့လိုထင်တယ်နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ဦးလေးကိုကျွန်တော်မေးမယ်ပေါ့နော်အဲ့2020ရွေးကောက်ပွဲတော့ဦးလေးတွားပြီးတော့မဲပေးလားလို့ပြောတော့ အာအဲ့လိုမျိုးမမေးခင်ပါတော့အာနာဦးလေးကဘာကိုဦးလေးကဘာကိုဟိုဘယ်ပါတီဦးလေးကထောက်ခံတာလဲလို့ကိုလည်းကောင်းကောင်းမွန်မွန်ပဲမေးပါတယ်ဆိုတော့တူတူကတည့်ရတိုင်းပဲတူကကြံဖုတ်ပေါ့နော်အဲကြံဖုတ်ကြံခိုင်ဖုံမျိုးရင်းနဲ့အဲအဲ့လိုမျိုးပေါ့ကြံဖုတ်အခုခေစကားနဲ့ခေါ်တော့ကြံဖုတ်ပေါ့အဲအဲသူ့သူ့အဲ့ပါတီကိုထောက်ခံတာလေဟုတ်ပြီလို့အဲ့ဒါဆိုလို့ရှိလို့ရှိရင်လို့ဦးလေးအဲ့ပါတီကိုထောက်ခံတော့အဲ့ဒီမဲပွေးမဲပေးပွဲတော့ဦးလေးဒီထိုင်းနိုင်ငံမှာရှိလားလို့ပြောတော့ရှိတယ်တဲ့အဲ့ဆိုလို့ရှိရင်ဦးလေးသွားပြီးမဲပေးလားလို့ပြောတော့တန်ရုံမှာသွားပြီးမဲပေးလားဆိုတော့ မပေးဘူးတဲ့မပေးဘူးတဲ့ဘာလို့တော့မပေးရလဲလို့ကိုထောက်ခံတဲ့ပါတီကိုသွားပြီးတော့မဲပေးရမှာဗောလို့ဘာလို့မပေးရလဲဆိုတော့ဟိုအခက်ခဲတွေရှိလို့ဗောနော် okay လို့အဲ့ဆိုကျွန်တော်ပြောပြမယ်နော်လို့ဒါကျွန်တော်ပုံမှန်လေးလေးပဲပြောရအောင်နော်လို့ကျွန်တော်အမေစုကိုချစ်တယ်လို့အမေစုပါတီကိုကျွန်တော်တို့ထောက်ခံတာလို့ပြောပြမယ်လို့အခုဒီဆက်ရုံထဲမှာပဲလို့အမေစုပါတီကိုထောက်ခံတဲ့ NLD ပါတီကိုထောက်ခံတဲ့လူနဲ့အဲ့ဂျက်ဖို့ပါတီကိုထောက်ခံတဲ့လူနဲ့ခွဲလိုက်လို့ရှိလို့ရှိရင်ဘယ်သူကများမယ်လို့ထင်လဲလို့ เนาะไอ้ตะคว่ําเนี่ยเราပြောไล่တယ်อ่าอะเรามาแม้เหล่งเนี่ยแม้โคได้ဆိုပြီးတော့လို့กลิ่นกะจิญานနေเนี่ยလို့ဘာလဲဟိုဟာအုံနောက်ထဲမှာသမင်းစားပြီးကြီးလာတာမဟုတ်တဲ့កောင်းနေပြောစကားဟိုဦးလေးလက်ခံနေအဲနားယောင်နေဆိုလို့ရှိလို့ရှိရင်เนาะလို့အဲ့ဒါဦးလေးလည်းပဲသူတို့နဲ့တူတူမထူးဘူးလို့ကျွန်တော်အဲ့လောက်ပဲသူပြောလို့ကျွန်တော်ဒေါသရတွေ့တာစိတ်တွေတူတာတိလာဟာတဲ့အဲ့ဒါမင်းတို့ကောင်းနေမှားနေရတဲ့အဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတာမဟုတ်ဘူးကျွန်တော်ပြောတာကျွန်တော်မှားတယ်မှန်တယ်ကိုအသာထားလိုက်အောင်เนาะအဲ့တော့ဒီထိုင်းနိုင်ငံမှာဟိုပဲ ထိုင်းနိုင်ငံမှာမဟုတ်ဘူးနော်ထိုင်းနိုင်ငံကိုမဲပေးသွားတဲ့မဲသွားပြီးတဲ့အခြေအနေကိုမပြောနိုင်အောင်လို့ဒီစက်ရုံထဲမှာ ਉਹ ပဲခွဲကြည့်လိုက်ပါအောင်လို့အဲနော် NLD ပါတီကိုထောက်ခံတဲ့ပါတီနဲ့ကျန်တဲ့ပါတီကိုထောက်ခံတဲ့လူတွေနဲ့ NLD ပါတီကိုထောက်ခံတဲ့လူတွေနဲ့ကျန်တဲ့ပါတီကိုထောက်ခံတဲ့လူတွေနဲ့ဘသူကပိုများမလဲဆိုတာကိုလို့ခွဲကြည့်လိုက်ပါလိုက်မေးကြည့်ပါအောင်လို့အဲသူကလည်းမျိုးပြောအဲ့ဒါကိုမှလို့ဦးလေးတော်ကလို့ ဟိုမဲလိန်နဲ့မဲကိုရဲဆိုတာကြီးကိုလို့ယုံနေတယ်ဆိုလို့ရှိလို့ရှိရင်တော့လို့ဒါသမင်းစားကြီးသမင်းစားပြီးကြီးလာတော့တော့မဖြစ်နိုင်ဘူးလို့အုံတော်တဲ့မှာဘာတွေကြီးလဲမသိဘူးလို့တော့အဲ့လိုပဲကျွန်တော်ပြောချတယ်လေတဲ့အာကျွန်တော်ဒေါသရထွက်တာလေစိတ်ကြီးတူတာလေအဲ့တော့အခုကနည်းနည်းတိုက်ဆိုင်လာလို့ပေါ့နော်တိုက်ဆိုင်လာလို့ပေါ့ရွေးကောက်ပွဲဆိုတဲ့ဟာနေ့တိုင်းကြားနေရတယ်လေသတင်းတွေမှာလည်းကြည့်ဟိုဆိုရှယ်မီဒီယာမှာလည်းတက်နေတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးသတိရပါလို့လာပြောတာအဲ့တော့အဲ့ဒါယူအဲ့ဒါယူမှာမဲလိန်နဲ့မဲခိုးတယ်ဆိုပြီးတော့ပေါ့လေ ပြောပြောနားရောက်နေသူကြီးလည်းပဲအေးပေါ့အဲအဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ဟိုနောက်ထပ်မှာဘာလေးရှိပြီးတော့ကြီးလာလဲတော့ကိုလည်းမသိတော့ဘူးအဲ့တော့ပြောချင်တာကတော့ဒါပါပဲနော်ပြတ်နိုင်ဘူးစဲရင်လည်းစဲပေါ့စဲခံရမှာပဲနော်အေးနော်မတို့မိသားတွေပြောတော့များချစ်စရာလေးနော်အဲ့လိုပညာသားပပောက်ဒဲဒဲကိုအဲ့လိုမျိုးကစ်တာချစ်စင်သဘောကျတယ်လေးစားတယ်ချစ်တယ်ဆိုတော့ဟိုဘယ်လိုပြောမလဲအရေးအတွက်ကိုကျွန်တော်တို့ကကြည့်ပြီးပြောတာမဟုတ်ဘူးဗျာအများဆုံးအဖြစ်က ယူရီရဲ့ရင်ထဲမှာငါဘယ်ပါတီကိုမဲပေးခဲ့လဲဆိုတော့သူတို့ရင်ထဲမှာသိပြီးသားဗျာတဲ့လားသူတို့စစ်တပ်ထဲမှာရှိနေပါတယ်ဆိုတော့ဒူရီကအစ NLD ကိုမဲပေးခဲ့တဲ့သူတွေတောင်ရှိတယ်အဲ့ဒါတော့အားလုံးလည်းသိတယ်တချို့တွေလည်းသိကြတယ်ဒါပေမဲ့သူတို့လက်မခံတာပါလဲဆိုတော့ဟာ NLD ပါတီကမဲခိုးလို့အာနာသိတယ် NLD ပါတီမဲခိုးတယ်ဆိုရင်အဲ့ဒီကိစ္စ NLD ပါတီကရှင်းရမှာလား UEC ကရှင်းရမှာလားဟိုအဲ့ဒါလေးတောင်ခွဲခြားမသိပဲနဲ့ဒီဟို NLD ကမဲခိုးလို့ စက်တက်ကအာနာတိတ်ရပါလေဆိုတော့အဲဆောက်ယူအတွေးခေါ်နေတဲ့ကောင်တွေအဲဘောပိတ်နေတဲ့ကောင်တွေပေါ့အဲ့ဒီကောင်တွေကိုရှင်းပြရတာလေဘယ်လိုလဲဘယ်လိုလဲဆိုတော့မင်းအွန်လိုင်းကိုအင်္ဂလိပ်စကားသင်ပေးရတဲ့လိုမျိုးပဲဟိုတတ်တတ်လုံးမဖြစ်လာမဲ့ဟာမျိုးပေါ့သိရမလားအဲ့လိုမျိုးပေါ့ဗျာဆောက်တလွေကြီးတွေသိရမလားအေးပေါ့ထားပါတော့ဒီကောင်တွေကလည်းအဲ့လိုသိရမလားရှင်းယူဆိုဘောမာတွေလည်းရှိရပြသည်လားစက်တက်မှာစက်တက်ကျွန်တော်တို့ကအရှင်းရှင်းလေး NLD ထက်ကောင်းတဲ့ပါတီရှင်ကျွန်တော်တို့ကအဲ့ပါတီကိုပေးမှာလက်ရှိကာလမှာ NLD ထက်ကောင်းတဲ့ပါတီမရှိခဲ့ဘူးလေအဲ့ကြောင့်မို့ကျွန်တော်အဲ့ဒီပါတီကိုဝင်းရံနေ အမေစုကြောင့်တော့မဟုတ်ဘူးသိကြတယ်ဘာလို့လဲအန်ဒီပါတီကိုလည်းယုံကြည်တယ်ပြောရရင်နိုင်ငံရေးအခြေအနေဟောင်းတွေအဲသူတို့ရှေ့ကာလတွေမှာသူတို့ဘလောက်တော့စူးစမ်းပြီးတော့မှဒီစစ်တပ်နဲ့အစိုးရဆိုတဲ့ကောင်တွေနဲ့ဘလောက်တော့တိုက်ခိုက်လုပ်ခဲ့ဆိုတော့ကျွန်တော်ယုံကြည်လို့ဟလာအမေစုလည်းချစ်လို့ဝန်းရံတဲ့တကြောင်မို့လို့ဒါကျွန်တော်တို့တွေမဲပေးခဲ့ကြတယ်ဒါပဲအဲ့တော့အဲ့တို့ကြောင့်မို့လို့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီမဲခိုးလားမခိုးဘူးလားဆိုတာဇာနာပြတဲ့ပြည်သူပဲကြည့်လိုက်ဗျာအဲ့ဒါဆိုရင်ရှင်းနေတာပါဟုတ်တယ်မလားနော်ဒီဒီတဲ့ရှင်းနေတဲ့ကိစ္စတော့မရှိတော့ဘူးနော်အဲ့တော့ ဒီကိစ္စတွေပြီးတော့ပြန်တော့ကျွန်တော်တို့ဒေါ်လာရေးဆိုတာကြီးဖြစ်လာခဲ့တယ်။မင်းအောင်လိုက်ဆက်တဲ့အာနာသိမ်းလိုက်တဲ့တကြောင်မလို့။ဒါပေမဲ့တောမီလောင်တောကြောင်လက်ခမောင်းခတ်စိုးတလို့အောက်တန်းသားတွေကလည်းပေါ်လာပါတယ်။ကလိန်ကချစ်တွေပေါ့ဗျာ။ဒေါ်လာရေးကိုပေါ်ပင်ရေပေါ်စီလာလောက်ပြီးတော့မှကလိန်ကချစ်စီးပွားလာရှာသွားတဲ့ကောင်တွေပေါ့။အဲ့လိုကောင်တွေရှိတယ်။ဆိုတော့ကိုဖိုးစင်ကဒီပြောရတဲ့စကလုံးလေးသဘောကျလို့ပါ။ဒေါ်လာရေးကိုမပြီးစေချင်တဲ့သူတွေကိုအရင်ရှင်းရမယ်တဲ့။ဒီအကြောင်းအားပြေဆုံးလေးကြည့်ကြည့်အောင်။ဘန်ကူပန်ဆယ်လိုတို့မမိုးတို့ ဟိုပြောမှဖော်မှဗောနော်ကျွန်တော်လည်းအရင်လေးနေတော့ပါတော့တိတာပါဥပပူတိလာတယ်ဟိုတော်လန်ရုပ်ခုလုံးလုံးပြီးတော့လိန်စားသွားတဲ့ဟာတွေမဲဆောက်ဘန်ကောက်မှာတိုက်တယ်လာအိမ်ကြီးကားတွေနဲ့ဟာအိမ်ဝိုင်းနေနဲ့နေထိုင်သွားကြအောက်ရှိရေဘော်တွေကျွန်တော်တို့အောက်ရှိရေဘော်တွေတိတိယကြီးရဲ့ဗျာကျွန်တော်တို့တခြားလေးမငယ်ဘူးနော်လုံးရက်လိုက်လေချင်းအသက်တွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေအကုန်ပေးဆပ်ပြီးတော့ ဘာဘာဘူးမှမကြည့်ပဲနဲ့ပီကတ်ပြီးတော့နေနေကောင်းလို့ဟုတ်လားတော်လန်လေးရတော်လန်ကြီးတွေကကိုကထွက်မယ်ဆိုလဲဟိုယူယူတတထွက်သွားလဲဟုတ်လားထွက်မယ်ဆိုထွက်သွားယူယူတတထွက်အခုကအဲ့လိုမဟုတ်ဘူးပြီးတော့ထောက်ဖို့လေမယူမသားထောက်ဖို့လို့ပြောတာနော်ထောက်ဖို့တန်းပြောတာပေါ့စကန်ကုန်သိမ့်ပြီးတော့တို့အရင်ရောက်လာပြီတပ်ပုံတွေဝင်ရပြီလို့ရိုက်ဝင်တိုက်တဲ့ရဲဘော်တွေကမရရအောင်သူတို့ကဆရာကြီးတွေဟုတ်ပါ အဲ့ဒါလူငွေရတော့သူတို့ရတယ်ပြီးကြတော့စစ်ကြောင်းကိုပြီးတော့အဖွဲ့အစည်းကိုပြီးတော့စေပုံမှ2ပုံလောက်ပြီးတယ်ကျန်တဲ့7ပုံလောက်ကသူတို့အိတ်ကတဲ့ကောက်ထက်သူတို့ပြီးတော့ရဲဘော်တွေပြန်ကြောက်ရတယ်ဘောကလာရဲဘော်တွေသူတို့သူတို့မျက်နှာငယ်နဲ့မျက်နှာရှူသွေးနေရတယ်ဘောကအဲ့ဘောကတွေရောက်အောင်လဲအခုဒီပြည်သူတွေမှလည်းမူတည်တယ်ပြည်သူတွေကအခုရဲဘော်စစ်ကြောင်းတွေရဲဘော်ဖွဲ့စည်းတွေလုပ်တဲ့ကမ်းပိန်းတွေကြရင်ပါဝင်ဖို့ ဟိုလက်နေနေတယ်အဲဆယ်လီတွေဟုတ်လားလိန်စားနေတဲ့ဟာတွေကြရင်သူတော့လှူကြတယ်သူတို့ကပြီးကြရင်ကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့တို့ပြန်ပေးမသနာရည်သာလောက်ပေးလာပြီးလဲသူတို့ကြောက်နေသူတို့လာပြီဆိုရင်ဟုတ်တယ်ဘာကောင်တွေဘာကောင်မတွေမလဲမသိဟုတ်ကအခုအခုပန်ဆယ်လူတို့မမိုးတို့ဖော်ကာမှပဲအေးနင်းနေနော်မို့တော်လိုင်းပတ်စံခိုးထားတယ်ခိုးတယ် ဟုတ်ကူမမလို့ရှင်မလုံနဲ့ပေါ့တော်လိုင်းဘောစိတ်မပိုင်မလုံနဲ့တော့ဘယ်နိုင်ငံတော့တိုက်တိုက်ကြိုက်တဲ့နိုင်ငံတော့ဟိုမကူညီချင်းနေမနှောက်ရှက်နေလေတော်လိုင်းကြာတာရဲဘော်တွေနဲ့ပြည်သူတွေပဲခံရမှာအဲ့လိန်စားတွေကလင်တကြီးတွေကမခံဘူးသူတို့ကတော့ဟုတ်ပါဘန်ကောက်တို့မဲဆောက်တို့မှာအိမ်ဝိုင်းတွေတိုက်တွေကားတွေဝယ်ပြီးတော့อืมตายานี่จ้ะหลุบ้าวะหลุบ้าวะน่ะมึงตาตลอด မင်းတို့ကမင်းတို့ပို့ရေးယူတင်တယ်ဒလန်တွေထက်ကိုမင်းတို့ကပို့ဆိုးတယ်တကယ်ဟုတ်ပါဟုတ်ပါတော်လိုက်ကြချင်းအကြောင်းအဓိကတရားခံမင်းတို့ဖြစ်တော့မင်းတို့ပို့ပြီးထရောက်သွားရေးယူရမယ်ကြင်တွေ့ရမယ်ရှင်းပြရမယ်ဟွန်းဤသူရဲ့လက်မှတ်တာတော်လိုက်အစ်စ်တွေတော်လိုက်စစ်ကြောင်းတွေအဖွဲ့အစည်းတွေကလုပ်တဲ့ကမ်ပိန်းတွေမှာထိထိရောက်ရောက်ပါဝင်ဒီခွေးတရောင်းသားဆယ်လီလူတို့ပါကြောင်တော်ကောင်းတွေလိုက်ပြီးရောရှော့ပြီးဝင်ရမယ်ဟုတ်တယ်ဟုတ်တယ်ဥကြောင်ကြောင်လုံးမနေတော်လိုက်ကြရလိမ့်မယ်ဟွန်း ခုမှသိတဖြည်းဖြည်းနဲ့အုံးမအောင်သိတော့ကြာပါပြီ음ဆိုတော့ကိုဖိုးစီရေပြည်သူတွေလည်းမအားတော့ပါဘူးငါ့ကိုရေပြည်သူတွေလည်းသူတို့တွေနောက်ပိုင်းတိုက်ရိုက်တည်းကြီးတွားတော့တာပဲတဲ့တို့ကလင်ကချစ်ကောင်တွေလေအခုနောက်ပိုင်းထောက်ဖို့ဆိုတဲ့ဟာတွေရှားလာရတွေ့လားထောက်ဖို့ဆိုတာကလင်ကချစ်ထောက်ဖို့တွေများလာရတဲ့အတွက်ကြောင့်မို့လို့အစ်စ်မန်နဲ့ထောက်ဖို့တွေနေရာပြန်ရလာတယ်ဆိုတဲ့ဥစ္စာမျိုးရှိတယ်ဒီကာလတွေမှာလေကျွန်တော်တို့ကျွန်တော်မမေ့ရပဲပြောပြမယ်ကျွန်တော်တို့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲရှိတယ်တိုက်ပွဲတော့မပြောပြတော့ဘူးဗျာအဲ့တိုက်ပွဲမှာ ဥက္ကဋ္ဌတိုက်ပွဲမှာတိုက်ပွဲရမတိုက်ရသေးဘူးဟိုမှာနောက်မှာအလူခံနေပြီအဲ့လိုအဲ့လိုစိုးတဲ့ဟာတွေခမရဘတ်10သိန်းအလူခံရင်9သိန်းလောက်အိတ်တဲတက်ပြီ10သိန်းလောက်လူပြီးတော့တို့ကိုတို့တော်လိုင်းဘီဂိန်းတို့တို့တော်လိုင်းဖဂိန်းတို့တို့တော်လိုင်းရဲ့ကျေးဇူးရှိတို့တို့ငါလီးကြတာအဲ့လိုကောင်တွေရှိတယ်အဲ့လိုကောင်တွေရှိတယ်တို့တော်လိုင်းရဲ့ကြားနေတာဟုတ်ရင်တော့မဟုတ်မနာနဲ့ထောက်ဖို့တန်းလို့ဆိုလိုတာမဟုတ်ဘူးကိုကိုနဲ့ထောက်ဖို့ငွေကိုလိန်ထားတဲ့ဥစ္စာမျိုးဆိုရင်ခမရတို့နာဒါလေးပြောချင်တာအဲ့လိုကောင်တွေကိုအရင်ရှင်းရမှာအမှန်ပဲ အမေအဲ့ဒါရေရှင်းရမှာအဲ့တော့အဲ့လိုကောင်တွေကိုရှင်းဟိုရှင်းစေချင်လို့ဗျာဒီ profile reaction လုပ်ပေးတာเนาะအဲ့တော့အလုံးကျေးဇူးများကြီးတင်တယ်ဒါကရဲဘော်ကိုပိုးစင်ဖြစ်ပါတယ်အဲ့တော့အားလုံးပဲနောက်တစ်ခေါက်မှပြန်ဆွေးနွေးပါမယ်။မင်္ဂလာရှိတဲ့ Dollar Lee ဖြစ်ပါစေ။ Data Review Channel ဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနှလုံးသွေးပြည့်ပါနေကြပါစေ။